ားပါရှင်။ဆရာမောင်ထွန်းသူဘာသာပြန်ရေးသားထားတဲ့မော်ရီဗီယာဝတ္ထုတူများဆိုတဲ့စာအုပ်ကလေးကို အပိုင်း၅အနေနဲ့တင်ဆက်ပေးပါရစေရှင်။နှကောင်းကြီးကျုပ်တို့ဟာပီယာဇာဒဲလာလီဘတာလို့ခေါ်တဲ့ပန်းချန်တစ်ကိုသွားပြီး ခုံတရားတစ်လုံးပေါ်မှာထိုင်ကြတယ်။ထိုင်လဲထိုင်ပြီးရောဆီလ်ဘာနိုက ကျုပ်ကိုသတင်းစာထဲကသတင်းတပုတ်ကိုပြတယ်။သတင်းကအရေးပါအရာရောက်တဲ့ပုဂ္ဂိုလ်တယောက်တည်သွားတဲ့အကြောင်းရေးထားတာပါ။နှစ်ကော်လန်လောက်တော့ရှိတယ်။သတင်းထဲမှာကတည်တဲ့လူကိုမနဲ့ပြန်မနဲ့မှာတကြိုမဲ့အကြောင်းမတကြိုခင်အလောင်းကိုသူ့အိမ်မှာထားမှာဖြစ်ကြောင်းအတုပရှုပရိသတ်အတွက် အမတ်တရလက်မှတ်ရေးထိုးဖို့အမတ်တန်းစာအုပ်ကို တကားအဝင်ဝမှာအစင်းသင့်ထားရှိကြောင်းစသဖြင့်ဖော်ပြထားပါတယ်။ တရင်ရဲ့အောက်မှာတော့တည်တဲ့လူမကွယ်လွန်မီကထူးထူးခြားခြားလောက်ကင်သွားတဲ့ဆောင်ရွက်ချက်တွေကိုဖော်ပြထားပါဗျ။ဒါပေမဲ့ကျုပ်တရင်အပေါ်စိတ်လန့်ဝင်စားလာရောစစ်ပါနိုကကျုပ်လက်ထဲကသတင်းစာကိုဖြတ်ခနဲ့ဆွဲယူလိုက်ပြီးအရေးကြီးတဲ့သတင်းမဟုတ်ပါဘူးကွာလို့ပြောတယ်။အဲ့ဒီတုန်းမှပဲဇင်းရံကားကြီးတစ်စီးဟာ ကျုပ်တို့ရှေ့မလန်မကန်းကဖြတ်သွားတယ်။ကားထဲကကောင်မတကောင်က သူတောက်လက်ဆာ secret တို့ကိုကားပြတင်းဘက်ကနေပြီးလွှင့်ပြသွားတယ်။ silver no ဆိုတဲ့ကောင်ကဖြက်ခနဲ့ထထွက်သွားပြီးလမ်းမီးမှာကျနေတဲ့ secret တို့ကိုကောက်ယူလိုက်တယ်။ပြီးတော့သူ့နေရာကို ပြန်လျှောက်လာပြီးထမ်းချလိုက်တယ်။တေးတဲ့လူနဲ့ပတ်သက်လို့အရေးကြီးဆုံးဖြစ်ချက်ကအဲ့ဒီလူရဲ့လက်မှာဝတ်ထားတဲ့လက်စွပ်ပဲလို့သူကပြောတယ်။အဲ့ဒီလက်စွပ်ဟာသမိုင်းဝင်လက်စွပ်ဖြစ်တဲ့အကြောင်း ဘရင်တစ်ပါးကတည်သွားတဲ့လူကိုပေးခဲ့တဲ့ရှေးဟောင်းမြလက်စုတကွင်းဖြစ်တဲ့အတွက်အလွန်အဖိုးထိုက်တန်ကြောင်းတည်တဲ့လူက သူ့မတည်ခင်ကတည်းကသူ့တည်တဲ့အခါမှာအဲ့ဒီလက်စုကိုသူ့လက်မှာဝတ်လျက်မြေမြုပ်ဖို့မှာသွားကြောင်းစသဖြင့်သူသည်သမျှကို ပြောပြတယ်သူကဒီသတင်းတွေကိုအလောင်းသွားပြင်းနေသူ့ဘရာဇာအလုသမားတယောက်စီကရခဲ့တာလေအဲ့ဒီသူ့ဘရာဇာကလည်း လူချင်းတိတ်ခင်နေလို့အခုလိုဖွင့်ပြောတာတယ်။စသဖြင့်ပြောပြတယ်။ပြီးတော့စစ်ပါနုကတေးတဲ့လူဟာ အစေခံမတယောက်နဲ့နေတာတယ်။ဒီညတော့အလောင်းရှိနေတဲ့အိမ်ထဲမှာအစေခံမဟာအိမ်မှာမဟုတ်ဘူးတဲ့။အစေခံမကတရေကို အသေးလေးကြောက်တတ်တယ်တဲ့။အဲ့ဒီစကားတွေကိုလည်းအဲ့ဒီသူ့မိတ်ဆွေ သူ့ဘာယာဇာကပဲအသိပေးလိုက်တာပဲတဲ့။နောက်ပြီးတော့သူကအိမ်ရဲ့အနေထားတီယာလန်းနဲ့ အခန်းအခြေအနေတွေကိုဆက်ပြီးရှင်းပြနေတယ်။ကျုပ်ကတော့ဘာထင်မြင်ချမ်းမှမပေးပါဘူး။ဒီအလုပ်ကိုလုပ်ရင်တင့်မတင့်တော်မတော်စဉ်းစားနေရတဲ့အတွက်ကျုပ်စိတ်ဟာအလုပ်ရှုပ်နေတယ်။ကျုပ်စဉ်းစားမိတာကပထမတစ်ချက်လက်စုပ်ကိုရနိုင်စရာအခြေအနေရှိတယ်။ဒုတိယအချက်စစ်ပါနိုးဆိုတဲ့ကောင်ကကျုပ်တည်ထားရသမျှလူတွေထဲမှာကံအမွဲဆုံးအကောင်ဖြစ်နေတယ်။ဒီကောင်ရဲ့အကုသိုလ်ကံက သူ့နဖူးမှာရေးပြီးသားပါလာတာပဲနဖူးမှာစားပါတယ်ဆိုတဲ့ကောင်စားပါကံကသူ့ကိုဘယ်တော့မှအပြုံးနဲ့ကြိုလိမ့်မရှိဘူးအစဉ်ပြေတော့မလို့လို့ဘာလို့လို့နဲ့နောက်ဆုံးကံစိုးမိုးမှောင်ထောင်ချောက်ထဲညစ်သွားတာကများတယ်အထူးသဖြင့်တော့သူ့နှခေါင်းပဲသူ့နှခေါင်းကကံစိုးမဲ့အရေးလက္ခဏာကိုတိတိတသားပြနေတယ်သူ့နှခေါင်းကခေါင်းလောင်းတစ်ခုရဲ့အစံနဲ့အတော်တူတာပဲကွေကွေကောက်ကောက်နဲ့အတော်ကိုကြီးတဲ့နှခေါင်း နှာခေါင်းရဲ့ထိတ်မှလည်းအလွန်ကြည့်ရဆိုတဲ့မျက်ကြီးတစ်လုံးကအဖူကြီးတစ်ဖူတင်သားသလိုဖြစ်နေတယ်။နှာခေါင်းအယောင်ကညူမဲမဲနဲ့အတော်ကိုအယုတ်ဆိုးပါတယ်။ခမားတို့ကြည့်လိုက်မိတာနဲ့တစ်ချက်ထဲစိတ်ပြတ်သွားမယ်နှာခေါင်းကြီးပဲ။ပြီးတော့လေဒီကောင်းရဲ့အကျင်ကတမျိုးပဲ။ကျုပ်လည်းသူ့လိုပဲဆင်းရဲမွဲတင်နေတဲ့ကောင်းပါပဲ။ကျုပ်ဝစ်စားထားတာလေခက်ဆုတ်ဆုတ်ခက်ချာချာပါပဲ။ တခါတလေအဆင်မပြေတဲ့အခါဆိုရင်ကျုပ်ပုံမှန်ကလူလေလူလွင်ဘေးစားတကောင်နဲ့တောင်းမှတူတူသွားပါတယ်။ဒါပေမဲ့ဘလောက်ပဲအခြေအနေဆိုဆိုဒီအကောင်လို့အောက်ကြောင်နောက်ကြအလိုမျိုးတော့ကျုပ်လုံးဝမလုပ်ဘူး။အခုဆိုကြည့်ပါလား။ကားထဲကလွှင့်ပြတဲ့ secret တို့ကိုတွက်ကောက်ပြီးတောက်နေတယ်။ဘလောက်များအောက်တန်းကြသလဲ။ကျုပ်ဆိုရင်စစ်လိုက်ဘလောက်ပဲငငက်လက်မော်ကဟာတော့ဘယ်တော့မှကောက်မတတ်ဘူး။ သူကကျုပ်ကိုစကားပြောနေချိန်မှာကျုပ်ကအဲ့ဒါတွေတွေးမိပြီးစိတ်ထဲမှာကတိကအောက်ဖြစ်နေတယ်။သူပြောနေတဲ့စကားတွေကိုကျုပ်မကြားဘူး။သူ့နှာခေါင်းကြီးကိုပဲစိုက်ကြည့်နေမိတယ်။ကျုပ်သူ့နှာခေါင်းကိုစိုက်ကြည့်နေမှန်းသိတော့ဒီကောင်မလုံမလဲဖြစ်ဟန်တူပါတယ်။သူ့နှာခေါင်းကိုလက်နဲ့ကုပ်နေတယ်။ပြီးတော့လက်ညှိုးနဲ့နှာခေါင်းပေါက်ထဲထိုးပြီးနှက်ချိနေတယ်လို့လို့ကော့တယ်လို့လို့လုပ်နေတယ်။ကျုပ်ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်။ မင်းငါငါကိုထက်စင်းစားတာကျေစွတင်နေကွာဒါပေမဲ့လှုပ်လို့တော့မဖြစ်ဘူးလို့ပြောလိုက်တယ်ဘာပြုတ်လို့လဲကွာဘာပြုတ်လို့လဲဆိုတော့နှစ်နဲ့နှစ်ပေါင်းရင်ငါမဖြစ်နိုင်လို့ကွာသူ့မျက်နာဟာဖြူရော်ရော်ဖြစ်သွားတယ်ခေါင်းကိုလည်းငုံထားတယ်ခဏနေတော့ကြောက်ပြောရင်ခမည်းတော်ယုံကြပါမလားဒီကငိုတယ်ဗျာ ငါဟာတော်တော်ကန်ဆိုးတဲ့ကောင်ပါကွာအခုလိုအခွင့်ကောင်းလေးကိုတစ်ချိန်တစ်ခါပဲရဖို့ပါတယ်အဲ့ဒါကိုကို့အတွက်အကျိုးရှိအောင်သုံးခွင့်မရဘူးလို့လေပြောတယ်မင်းပါသားမင်းတယောက်တည်းသွားလို့ပါလားကွာလို့ကျုပ်ကပြန်ပြောတယ်မင်းတယောက်တည်းလို့ရင်ဝေစုခွဲပေးဖို့မလိုတော့ဘူးအဲ့ဒါဆိုရင်မင်းချမ်းသာလာနိုင်တာပဲငါမှတတိမရှိဘူးကွာလို့သူကဝန်ခံတယ် အငိုလဲမတိတ်သေးဘူးတီအီအီတအားနဲ့ငိုနေတော့မယ်ငါကလူသေးကောင်းဆိုရင်တိတ်ကြောက်တာမင်းကတော့ဘာကိုမှကြောက်တတ်တဲ့ကောင်မဟုတ်တော့ကျုပ်ကသူ့ကိစ္စကိုတူတူနဲ့ပြတ်သွားအောင်ဖျက်လိုက်တယ်။မင်းကြောက်လို့မလုပ်ရရင်လက်စွပ်ကိုလူသေးကောင်းပဲယူသွားပါစေပေါ့။လို့ခန့်ငော့ငော့ပြောပြီးထွက်လာခဲ့တယ်။ဒီနေ့ဟာပြည်သူတွေရဲ့ရုံးပိတ်ရက်တည်းရဲ့ပါ။ကျုပ်ကတော့ ပန်းကြံတွေတစ်ခုပြီးတစ်ခုလျှောက်သွားပြီးထိုင်လိုက်ထထွက်လာလိုက်နဲ့အချိန်ဖြုံးနေတယ်။ဘယ်နေရာရောက်ရောက်လူလဲသိမ့်မရှိဘူး။ဖုံတွေရဲ့စက်ပူစုပ်တွေရဲ့အဲ့အာတွေပဲမြင်နေရတယ်။ကြာလာတော့ကြုံစိတ်ပြက်လာတယ်။အမှန်တော့အားရနားရဆိုတော့ပျော်စရာအလုပ်ကလေးတစ်ခုပဲဖြစ်ဖြစ်ရှိတင်တာပေါ့အခုလို့ဘာအလုံးမှမလုပ်ကြတော့ပြင်းချောက်ချောက်နဲ့စိတ်တက်ကြစရာကောင်းတာပဲ တုပ်ဖို့မှလည်းအခုလိုအားရက်မှဘာလို့ရင်ကောင်းမလဲအင်းလုပ်เสียကတော့ခေါ်လူသေးကောင်းရဲ့လက်ကလက်စုပ်ကိုပတ်ချုပ်မှာပဲဖြစ်မယ်ထင်ပါရဲ့တကယ်လို့ကျုပ်သွားလို့မယ်ဆိုပြန်ရင်လဲစဉ်းစားစရာတခုကရှိနေတယ်ကျုပ်ကစစ်ပါနိုကိုမလုပ်နိုင်ဘူးလို့ညှိတာခဲ့ပြီးပြီမဟုတ်လားအခုကြာမှတယောက်တည်းသွားလို့ရင် သူ့ပေးထားတဲ့သတင်းကိုကျုပ်ကညစ်ပတ်ပြီးအလွဲသုံးစားလို့ရရောက်သွားမှသိကြနေတယ်။အဲ့ဒါလို့ဆိုတော့လည်းမကောင်းဘူးဗျ။ဒါနဲ့ပဲကျုပ်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။ကျုပ်ကိုယ်တိုင်စစ်ပါနို့စီသွားမယ်။ငါစိတ်ပြောင်းသွားပြီ။ဟိုအလုပ်ကိုမင်းနဲ့အတူတူသွားလုပ်ကြရအောင်လို့ပြောမယ်။ဒါပေမဲ့ကြွားကြတာကကျုပ်ဒီကောင်လေးစာကိုမသိဘူး။ဒီအကောင်ကလည်းကန်အတော်နေတဲ့ကောင်ပါလားဗျာ။ ကျုပ်အိမ်ဘက်ပြန်လာခဲ့တယ်။ကျုပ်အိမ်ကကြောက်ဖြတ်အလုပ်သမားတယောက်စီကတဆင့်ငါးထားတဲ့အခန်းချင်းချင်းသေးသေးလေးပါဗျာ။အိမ်ရောက်တော့ခွက်ထားတဲ့ကျုပ်ရဲ့ပစ္စည်းတွေကိုထုတ်ယူလိုက်တယ်။တော့အမျိုးပေါင်းစုံထိထားတဲ့တန်ခွင်းတခွင်းနဲ့ဖောက်ထွင်းကိရိယာတွေပေါ့။ကျုပ်ကိုယ်တိုင်ထိတ်တဖက်ကိုချွန်ပြီးကြွေးထားတဲ့တန်ချောင်းတစ်ချောင်း၊တန်ကုတ်တစ်ချောင်းနဲ့တန်မဏိတစ်စင်းတစ်လက်လေးပါလာတယ်။ကျုပ်အနေနဲ့ပမုံတစ်ပိုင်းကိုလည်း လူလိုမဲမဲသဘောနဲ့အင်ကြီးအိတ်ထဲထက်လာခဲ့တယ်။အခုဆိုရင်ညနေဆောင်သွားပြီ။ကျုပ်ဟာတရားထားတဲ့စင်းနဲ့ဆယ်ဘာနိုပေးခဲ့တဲ့လိပ်စာရှိရာကိုထွက်လာခဲ့တယ်။ကျုပ်အနေနဲ့အင်ကိုအခက်ခဲမရှိဘဲရှာလို့တွေ့ပါတယ်။အင်ကပါရီယိုလီရက်ွက်ထင်းမှာပါ။အင်ပုံစံကအထင်ကြီးစရာအင်မျိုးမဟုတ်လို့ကျုပ်စိတ်ပြတ်သွားမိသေးတယ်။ဒါပေမဲ့ လူချမ်းသာတွေနေကြတယ်လို့ယူဆနိုင်တဲ့ရက်ွက်မျိုးမှာအခုသေးတဲ့လူလိုထင်ရှားသူတူဟာချမ်းသာမှာပဲလို့တွက်ပြီး စိတ်ကိုဖြည့်ရတာပေါ့ဗျာအခုလိုအချိန်မျိုးမှာ ဆိုရင်တော့အဆောက်ဟာညနေစာသွားစားနေဖို့များတယ်သူမရှိတော့အဆောက်အုံတဲကို အလစ်ဝင်သွားရင်ကျုပ်ကိုဘယ်သူမှမြင်နိုင်စရာမရှိဘူးကျုပ်ထင်တဲ့အတိုင်းပါပဲတက်ခမ်းအမှတ်၃စီကိုရွှေ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 ပဲရောက်သွားတယ် တက်ခမ်းထဲမှာကလူသေးလောက်မရှိတာဆိုတော့ရိုးရိုးတော့နေပဲပိတ်ထားတာတွေ့ရတယ်။ကျုပ်ကလည်းကြပြကြရပဲ။ပါလာတဲ့တော်တွေနဲ့စမ်းပြီးဖွင့်ကြည့်ပါတယ်။ဖွင့်ရင်းနဲ့တရေရလာတယ်။လူတွေကပြောကြတယ်။ဒီခေတ်မှာတော့ကလောက်တွေဟာ သူ့တော့နေသူမှဖွင့်လို့ရတယ်တဲ့။တကယ်တော့အဲ့ဒီစကားလုံးဝမမှန်ဘူးဗျာ။ဒီခေတ်မှာ အများဆုံးရှိလာရင်တော့ကလောက်အမျိုးအစား20လောက်ပဲရှိတာပါ။ ပြီးတော့တောက်ကလောက်တွေဟာမိမတွေနဲ့တိတ်တူတယ်။အနေတော်တော့နဲ့မိမလမ်းမှန်ကိုသုံးပြီးဖွင့်လိုက်ရင် ဖွင့်နာကြည့်ပါပဲ။ဖွင့်တဲ့နီးကလည်းပင်ကိုညံကောင်းရင်ညနိုင်နာကြည့်ပါပဲ။အခုကြုံနေပါလာတဲ့တော့တွေဟာတခြားမှဒီတောက်ကလောက်နဲ့မတော်တာအမှန်ပဲ။ဒါပေမဲ့တော်တော်သားစင်လောက်နဲ့လဲစမ်းဖွင့်ပြီးရော တဲတော့ကိုဒဇင်းတစ်ချောင်းနဲ့ဘလို့ပြုတ်ပြင်လိုက်ရင်အဝင်ကွန်ကျဖြစ်မဲဆိုတာကိုကြုတ်တည်သွားပြီအမှန်တော့အခုတယောက်ရဲ့မျက်လုံးဟာခွဲစိတ်ကုဆရာဝန်တယောက်ရဲ့မျက်လုံးနဲ့တိတ်တူတယ်တစ်ချက်ကလေးကြည့်ုံနဲ့အမှန်အမှားကိုသိတယ်သိတာမှတလက်မရဲ့ဆယ်ပုံတပုံလောက်ရှိတဲ့အသေးဆုံးကလေးကိုတောင်မှခွဲခြားပြီးသိတာဗျာကျုပ်အနေနဲ့အခြေအနေရရက်ကိုသိပြီးပြီဆိုတော့ လှုပ်ရှားရှိတာအေးအေးဆေးဆေးလှုပ်သွားရုံပဲရှိတော့တာပေါ့ဒါကြောင့်မို့တိုက်ရဲ့ခမိုးနာကတ်နေတဲ့အထက်ခိုးစီကိုတက်လာခဲ့တယ်တကားတစ်ခုနဲ့တွေ့ပေမဲ့ခတ်ထားတဲ့တော့ခလောက်ကရှေဟောင်တော့ခလောက်အိုးဆိုတော့ဖွင့်ရတာလွယ်လွယ်ကလေးပဲတကားလဲပွင့်ရော ကျုပ်ဟာအထက်ခိုးပေါ်ကိုတက်လာခဲ့တယ်အပေါ်ရောက်တော့လာရောင်ကြောင့်လင်းနေတာကိုတွေ့ရတယ်ကျုပ်ကတော့မိဖို့ခေါင်းနိုင်ပြီးက ောင်ရည်ကြကြတောင်းတောင်းမှဝင်ထိုင်လိုက်တယ်။အိတ်ထဲကသင်းကိုထုတ်ပြီးတော့ကိုအနေတော်ဖြစ်အောင်တိုက်ရပေါ်ရတယ်။စောစောကဆန်ထားတဲ့တော့ကလောက်ရဲ့အပေါက်နဲ့အဝင်ကွန်ကြဖြစ်မဲ့အနေထားရောက်တော့မှအလုတ်ကိုရက်လိုက်တယ်။ကျုပ်အလုတ်ကပြီးသွားပြီ။အိတ်ကက်ထဲကပမောက်တမိုင်းကိုထုတ်စားပြီးစီကရက်တလေးတောက်လိုက်တယ်။နောက်ထပ်အနည်းဆုံး၄နာရီကြာစောင့်ရအောင်ပါအဲ့ဒီတော့လက်ထဲက secret တို့ကိုလွှင့်ပြလိုက်ပြီ ကျမ်းပေါ်မှာလှဲလိုက်တယ်။မကြပါဘူး။ချက်ချင်းပဲအိပ်ပျော်သွားတယ်။အတိကြပါပဲ။နောက်၄နာရီတိတိမှာကျုပ်အိပ်ရာကနိုးလာတယ်။အိပ်ရေးကဝှသွားတော့လူကစိတ်သိလူသိဖြစ်ပြီးတက်ကြွလန်းဆန်းနေတယ်။အေးစစေးပဲ။ကျုပ်အောက်ထပ်ကိုပြန်ဆင်းလာခဲ့တယ်။အခန်း၃ကိုရောက်တော့အသင်ပြုပြင်ထားတဲ့တော့ကိုတော့ကလောက်ပေါက်သေးထုတ်သေးပြီးဖွင့်နေ။ကျုပ်တွေ့တာမမှားပါဘူး။ တော့နဲ့တော့ပေါက်ကတကယ်အန်ကြိုက်ပါပဲအဲ့ဒီတော့တကားဟာမကြပါဘူးအေးတသာကလေးပဲပွင့်သွားပါတယ်တက်ခန်းကအတော်ကလေးတော့ခန်းနာသားပဲအိတ်ခန်းလေးခန်းနဲ့မိဘခန်းတခန်းဆိုတော့အတော်ကျန်ဝန်းတာပဲခင်ကျင်ထားတဲ့ပြိဘောကပစ္စည်းတွေကလည်းစုံနေတာပါပဲဒါပေမဲ့တခုတရအဖို့တော့ဓာရီဟာတခုမှစိတ်ဝင်စားစရာမရှိပါဘူး ါပေမဲ့သတင်းစာကရေးတဲ့အတိုင်းဒီလူဟာအရေးပါအရာရောက်တဲ့လူဆိုတာဟုတ်မှာပဲလို့တော့မတွေးပဲမနေနိုင်ဘူး။ကျုပ်ဟာအင်းရှိတကားကဝင်ပြီးဇင်းကြံလန်းအတိုင်းရှောက်လာခဲ့တယ်။ရှေ့မှာရှိနေတဲ့အခန်းတကားကပွင့်နေတော့အတွင်းမှာအလင်းရောင်ရှိနေတာကို မြင်နေရတယ်။ကျုပ်ဝင်သွားတော့မှပန်းကြံဘက်ကိုမျက်နှာပြူထားတဲ့ပဒင်းပေါက်ကဝင်လာနေတဲ့လရောင်ဆိုတာသိရတယ်။ လာရောင်ကပြင်းထန်ပေါက်နားမှာသာကြနေတာပါ။ကြံတဲ့အပိုင်းတွေကတော့အမှောင်ထဲမှာပါ။ကျုပ်ဟာလက်နှစ်တမိကလေးကိုထုတ်ယူပြီးရှောက်ထိုးကြည့်တယ်။ကျုပ်ပထမဆုံးတွေ့တာကစောက်စင်တွေပဲ။နောက်တွေ့တာကတော့သပွဲကြီးတစ်လုံး။နောက်ပြီးတော့ပန်းတွေ။ပန်းမျိုးကအစုံပဲ။နင်းစီပန်းတွေရောဇော်မွားပန်းတွေရောအများကြီးပဲ။အဲ့ဒီနောက်တော့ပန်းတွေကြားကလူသေးကောင်းရဲ့မျက်နှာကို ကျုပ်ဘွားကနေတွေ့လဲရလို့ရင်ထဲမှာထိတ်ကနေဖြစ်သွားသေးတယ်။သူ့မုတ်စိတ်မွေးနှက္ခမ်းမွေးနဲ့သပင်မွေးတွေဟာဖြူဖွေးနေတာပဲ။မျက်နှာကတော့ဝဝဖောင်ဖောင်နဲ့ခဝိုင်းဝိုင်းပါပဲ။သူ့ကြည့်ရတာအသက်90လောက်ရှိပါပြီ။ကိုလုံးတုံတုံနဲ့ခန့်ညားထဲဝမ်းမဲ့ရုပ်မျိုးပဲ။ကြည်ရမြင်ရတာထူးထူးခြားခြားရှိတဲ့အလောင်းတလောင်းပဲလို့ဆိုရမှာပါ။ကျုပ်ရဲ့လက်နေတံမီးအယောင်ဟာ သူ့မျက်နှာနဲ့ကိုဘော်ကဖြတ်ပြီးလက်တွေပေါ်ရွေ့ရှားသွားပါတယ်။လက်တွေကလည်းတက်ရက်တန့်ရှင်းနေတယ်။မျက်ကြောက်ကလေးတွေနည်းနည်းပါးပါးရှိတာကလွယ်လို့အတော်ကြီးကိုတန့်စင်တဲ့လက်တွေပါ။လက်သေးတွေဆိုရင်လေလှနေအောင်ညှက်ထားတာတွေ့ရပါတယ်။လက်စုပ်ကိုချက်ချင်းပဲကြုတ်မြင်လိုက်ပါတယ်။လက်စုပ်ကကြောက်စင်းရောင်ဟာလက်နေတမီးရဲ့မိရောင်အောင်မှာဝင်းငနေလက်သွားပါတယ်။ လက်စွပ်ဝတ်ထားတဲ့လက်ကအတော်ကြီးရောင်နေတော့ချွတ်တဲ့အခါမှာခက်ခဲခြင်းခက်ခဲမှာပါ ကျုပ်ဟာလက်နှစ်ဓမ်မီကိုဘဲလက်နဲ့ပြန်ကင်လိုက်ပြီးညာလက်နဲ့လက်စွပ်ကို ချွတ်ကြည့်ပါတယ်အသာအရာလှဲ့ပြီးချော့ချွတ်ပေမဲ့လက်စွပ်ကပါမလာဘူးအဲ့ဒါနဲ့ပဲတအားကုန်အားစားပြီးဆွဲချွတ်ကြည့်ပါတယ်ကျုပ်လက်သေးကိုလက်စွပ်ပါလာပါပြီဒါပေမဲ့ ကျုပ်ကတိတ်အားဆိုင်ပြီးဆွဲချုပ်လိုက်တာဆိုတော့လူသေးအလောင်းဟာလှုပ်သွားပါတယ်။နေရာလဲပြတ်သွားပုံပေါ်ပါတယ်။မျက်နှာကိုလက်နဲ့တံမီးနဲ့ထိုးကြည့်လိုက်တော့ဆော့ဆော့ကပိတ်နေတဲ့လူသေးပါဇက်ကြီးဟာဟောင်းလောင်းကြီးဟနေတာ တွေ့ရပါတယ်။အမေပါဇက်သေးကသူ့ရွှေသွားတွေကိုတောင်မြင်နေရတယ်။အဲ့ဒီချိန်မှာပဲလေကျွန်တန်တဲ့တွေကို ကြားလိုက်ရတဲ့အတွက်ကျုပ်ဟာတအားလန်ပြီးခုံလိုက်မိပါတယ်။ နတ်ကိုဖြက်ကနေလှည့်ကြည့်လိုက်တော့လာလာစီဗာနိုရဲ့ဖြူပက်ဖြူရော်မျက်နှာကိုမြင်ရပါတယ်။သူ့မျက်နှာကလူသင်မျက်နှာထက်တောင်မှ ပိုပြီးဖြူပက်ဖြူရော်ဖြစ်နေပါတယ်။သူဟာကျုပ်ကိုဖြူဖြူပြည့်တဲ့နဲ့ကြည့်နေရကဩမင်းလဲလာတကူกว่าတယ်။ဖြစ်ပုံကတိတ်လဲမြန်ပါတယ်။ဖြုံငနေဖြစ်လာတာပါ။ကျုပ်ကလည်းချက်ချင်းပဲ သူ့ကိုလိန်ပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျုပ်ကနှစ်ကိုကြားလေတန်နဲ့အေးဟုတ်တယ်ငါလာတယ်။ဒါပေမဲ့မင်းပြောတဲ့လက်စွပ်ကမရှိပါလားလို့ခက်တီတီပြောလိုက်ပါတယ်။သူကမျက်နာကိုရှုံလိုက်ပြီးမကြည်မနဲ့လေတန်နဲ့လုံးဝမဖြစ်နိုင်ဘူးကွာလို့ပြန်ပြောပါတယ်။မင်းငါပြောတာမယုံရင်ဒီမှာလာကြည့်လေကွာလို့ကျုပ်ကပြန်ပြောတယ် သူဟာပြတင်းမောက်ဘောင်ပေါ်မှာခွာထိုင်နေရကနေပြီးတွန့်စုံတွန့်စုံနဲ့အောက်ကိုခုန်ဆင်းလိုက်ပါတယ်။သူကြုံနားရောက်လာတော့ကျုပ်ကလူသေးရဲ့လက်တွေပေါ်လက်နေတံမီးနဲ့ထုတ်ပြလိုက်ပါတယ်။သူကချက်ချင်းပဲတုံတုံရင်ရင်နဲ့မင်းလက်စုပ်ကိုချွတ်ယူထားပြီးပြီ။လက်တွေနေရပြတ်နေတယ်ကွာလို့ပြောတယ်။မင်းအယူလား။ငါမယူဘူးကွာ။ မင်းလက်စုပ်ကိုယူထားပြီပြီဟဲ့ကောင်တခိုးဟဲ့ကောင်တော်တော်ပြောသူကကျုပ်ကိုဘာမှပြန်မပြောတော့ပဲကျုပ်စီကိုပြေးလာတယ်ကျုပ်ရဲ့ဘောင်းမီအိတ်ကက်ကိုလှမ်းဆွဲတယ်လက်စုပ်ကလည်းဘောင်းမီအိတ်ကက်ထဲမှာရှိနေတာအမှန်ပဲအဲ့ဒီတော့ကျုပ်ကနတ်ကိုဆုပ်ပြီးရှောင်းလိုက်တယ်ဟဲ့ကောင်တတိထားတို့ကိုတွေ့သွားလိမ့်မယ်လို့လှက်ပြောလိုက်တယ်ဒါပေမဲ့ ဒီကောင်သတိလက်လွတ်ဖြစ်နေပြီကျုပ်စီကိုဒုတိယအကြိမ်ပြေးဝင်လာပြန်ပါတယ်ကျုပ်အနေနဲ့လည်းညံကိုသုံးမှဖြစ်တော့မယ်ကျုပ်ဝင်လာတော့ကသပွဲကြီးရဲ့နောက်မှာတကားတစ်ခုရှိနေတာသတိထားခဲ့မိတယ်မဟုတ်လားအဲ့ဒီတကားကထွက်ရင်အပြင်ဘက်ခန်းမကြီးတစ်ခုတည်းကိုရောက်လိမ့်မယ်လို့ကျုပ်ကတွက်လိုက်တယ်။ဒါကြောင့်ကျုပ်ကစပွဲကိုပတ်ပြေးခဲ့တယ်။သူကလည်းလက်တွေဆန်တန်းပြီးကျုပ်နောက်ကပြေးလိုက်လာတယ်။ ကျုပ်ကလည်းဘာရမလဲတကားနာလဲရအောင်ရော တကားကိုဆွဲဖွင်းပြီးလှစ်ခနဲဝင်လိုက်တာပေါ့ဒါပေမဲ့ကျုပ်လက်ထဲကဓမီးရောင်နဲ့သူကကျုပ်ဝင်သွားတဲ့တကားကိုမြင်သွားတယ်တကားကဘီရိုကြီးတစ်လုံးရဲ့တကားမှန်းလဲသိသွားတယ်အမှန်တော့ဘယ်ကိုမှထွက်မရတဲ့တကားပေါက်ကိုဗျကျုပ်ဟာဘီရိုထဲမှာရှိနေတဲ့အုတ်ထုတ်တွေကိုယ်ရင်းညီတွေကြားမှာထွေးလုံးရစ်ပတ်ဖြစ်နေပြီး အဲ့ဒီတုန်းမှပဲအပြင်ကနေပြီးဗီဒီယိုတကားတော့ကိုပိတ်လက်တန်ကြားလိုက်ရတာပါပဲချက်ချင်းပဲသူ့အတန်ကိုကြုတ်ကြားရပါတယ်ဟဲ့ကောင်တခိုးလက်စုပ်ကိုပေးမလားမပေးဘူးလားအခုချက်ချင်းမပေးရင်ဗီဒီယိုတကားကိုဖွင့်မပေးဘူးမင်းကိုအဲ့ဒီထဲမှာပဲထားခဲ့မယ်တယ်အဝတ်တွေချားမှာလှမ်းပိတ်မိနေတဲ့ကျုပ်ကလည်းသူ့စကားကြတော့ဒေါသဖြစ်သွားတယ်မပေးဘူးကွာလို့ပြန်ပြောလိုက်မိတယ် ီရိုနားကထွက်သွားတဲ့သူ့ခြေတံကိုကြုတ်ကြားနေရတယ်။ပြီးတော့မိခလုတ်ဖွင့်တယ်။ဒီကောင်ဟာလက်စွပ်ကိုမရတော့တခြားအဖိုးတန်ပစ္စည်းတစ်ခုခုကိုရလိုရညာလိုက်ရှာနေတယ်လို့ကြုတ်ထင်တယ်။ကြုတ်ထင်တာမမှားပါဘူး။ဒီတင်ကအတွင်းမှာပဲအမလေးဗျာကြောက်လက်ကိုလူသေးကကြိုက်ထားလို့ကဲကြပါဦးဆိုတဲ့အော်တန်ကြီးကိုကြုတ်ကြလိုက်ရတယ်နောက်ပိုင်းမှာပြေးလွှားနေတဲ့ခြေတံတွေ အော်ဟစ်တန်တွေစကားပြောတန်တွေကိုပါကြားရပါတယ်။နောက်ဆုံးမှာတော့ဘီရိုတကားကြီးဟာဝုံငနေပွင့်သွားပါတယ်။အခန်းထဲမှာမိတွေလည်းထိနေလေးနေပါပြီ။လူတချို့ကစစ်ပါနိုကိုဝိုင်းကျုပ်ထားကြပါတယ်။ကျုပ်ရှိမှရက်နေကြတာကတော့ရဲတွေပါ။အားလုံးကိစ္စဝိစပြီးတော့မှပဲဖြစ်ခဲ့သမျှအကြောင်းစုံကိုကြုတ်သိလာရပါတယ်။ဖြစ်ပုံကဒီလိုပါ။မိုင်လေမိုင် န်လဲမကောင်းတဲ့ဆီလ်ဘာနိုဟာသူလက်လွတ်လပ်ရတဲ့လက်စွပ်အစားတခြားအဖိုးတန်ပစ္စည်းတစ်ခုခုကိုရလိုရညာလက်ရှာခဲ့ပါတယ်။လူတွေရဲ့ဟနေတဲ့ပစ္စတ်တွေကရွှေသွားတွေကို မြင်လိုက်တော့လောဘတကြီးနဲ့ဆွဲနှုတ်ဖို့စိတ်ကူးရသွားခဲ့ပါတယ်။စိတ်ကူးရတာနဲ့တပြိုင်နက်လက်နဲ့နိုင်ပြီးအငမ်းမရဆွဲနှုတ်တော့စောစောကအလောင်းနေရာကရွေပြီးဟနေတဲ့ပစ္စတ်ဟာဖြက်ခနဲပြပိတ်သွားတာပေါ့။ အဲ့ဒီမှာတင်ဆီဘာနိုဟာအလက်ကြားဖြည့်ပြီးထအော်တာပါအဲ့ဒီဟာတွေအားလုံးကိုရဲစခန်းအချုပ်ထဲရောက်ခါမှကျုပ်သိရတာပါအဲ့ဒီချိန်မှာကျုပ်လုံနိုင်တာတခုပဲရှိပါတော့တယ်ကျုပ်အနေနဲ့သူ့မျက်နှာကိုကြည့်ပြီးစိတ်ပြက်ပြက်နဲ့ခေါင်းတစ်ခါခါလဲတစ်ခါခါလှုပ်နေုံကလွဲပြီးတခြားဘာမှမလုပ်နိုင်တော့ဘူးအင်းဒီလိုနှာခေါင်းမျိုးကံကိုဘသူကမှ ဘာလုပ်ပေးလို့မှရမယ်မထင်ပါဘူးလို့လည်းတွေးနေမိတယ်။တကယ်တော့အပြစ်ကကျုပ်အပြစ်ပါ။အဲ့ဒီချက်ကိုကျုပ်အစကတည်းကမသိမမြင်ခဲ့တာဟာကျုပ်ရဲ့အပြစ်ပါ။နားစင်အားပေးခဲ့ကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ကျေးဇူးတို့အပိုင်း၁၆မှာပြန်လည်ဆုံတွေ့ကြမယ်နော်။